မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါင်ဆန်းစုကြည်၏တာဖြစ်သူကင်အရစ်က2023ခုနှစ်တွင် ပြင်သစ်သတင်းစာလမောနှင့်တွေ့ဆုံမေးမြန်းမှုတွင် သူအသက်ရှင်နေတာကိုကအံ့ဩစရာပါရိုရိုသားသားပြောရရင် သူတို့ဟာကျွန်တော်အမေကိုတည်စေဖို့ကြိုးစားနေတာပါဟု၍ရှင်နာနာဖြင့်ပြောဆိုခဲ့ပါတယ်အဆိုပါစကားများဟာလွန်ခဲ့သော စတင်ဘာလ၄ရက်နေ့တွင်ပို၍အေးပါလာခဲ့ပါပြီ။ အသက်80ကျော်အရွယ်ရှိ မိခင်တောင်ဆန်းစုကြည်ဟာမြန်မာစရုပ်စုဤချုံနောင်မှုအောက်တွင် အသက်အန္တရာယ်ကို ချင်းချောက်လာနိုင်သည့်အထိကျမ်းမာရေးအခြေအနေဆိုးရွားလာနေတာကြောင့်တားဖြစ်သူကင်ရက်တွေကကဘာကိုတတိပေးလိုက်တော့ကြောင့်ဖြစ်ပါတယ်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီးနောက်ပိုင်းမှာစရုပ်စုဤဖန်စီချုံနောင်ခြင်းကိုခံခဲ့ရသည့်ဒေါန်ဆန်းစုကြည်ဟာအကျဉ်းတောင်တွင်တဦးတည်း တီးတန့်ချုံနှောင်ခြင်းခံခဲ့ရပြီးစယုတ်စု၏ရည်ရွယ်ချက်မှာ၎င်း၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်လုံးပါအောင်ပြုလုပ်ရန်ဖြစ်သည်ဟုယူဆရပါသည်။ကင်ရရစ်သည်2025ခုနှစ်စတင်ဘာလ4ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့်အရေးပေါ်ပန်ကြားချက်တွင်နှစ်ပေါင်းများစွာကုသမှုမရရှိခဲ့သည့်ခေါင်းမူခြင်း၊သွားယောဂါများနှင့်အယူပွားယောဂါစသည့်ဝေဒနာများ၏အကျိုးဆက်ဖြင့်သူ၏နှလုံးယောဂါအခြေအနေ ပုံမှုဆိုးရွားလာကြောင်းအလေးထားပြောဆိုခဲ့ပါတယ်။၎င်း၏ဆွဆွဲချက်ဖြစ်သည့်ဆေယုစုတီဒေါန်ဆန်းစုကြည်အသက်အန္တရာယ်ကို တမင်တကာအန္တရာယ်ပြုနေခြင်း ဖြစ်သည်ဆိုသည့်အချက်သည်အကျဉ်းထောင်နန်းရန်နောက်ွယ်တွင်တဖြည်းဖြည်းချင်းဖြစ်ပျက်နေသော ကြည်ကွဲဝယ်ရာအဖြစ်ဆိုးကိုဖော်ပြနေပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းဂယုမဆိုင်မှု ပုံစံများ၂၀၂၁ခုနှစ်တွင်စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက် အသက်85နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒေါန်ဆန်းစုကြည်ကို နေပြည်တော်တွင် နေအိမ်အကျဉ်းချထားခဲ့ပြီးအာဂရီလိုက်စားမှုရွက်ောက်ပွဲလိန်လေမှုလှုံ့ဆော်မှုအပါအဝင်မဟုတ်မမှန်သည့်ဆွဆွဲချက်များဖြင့်ရင်ဆိုင်ခဲ့ရပြီးနောက်ဆုံးတွင်ထောင်ဒဏ်28နှစ်ချမှတ်ခံခဲ့ရပါသည်။အာနာသိမ့်ပြီးလာနေငယ်တွင်ပင်၎င်း၏ဂျမ်းမာရေးကြာဆင်းလာကြောင်းအရေးယောင်များပေါ်ပေါက်လာခဲ့ပါသည်။ 2021ခုနှစ်စတင်ဘာလတွင်မြန်မာနောက်တရင်ဌာန၏ဖော်ပြချက်အရဒေါန်ဆန်းစုကြည်ဟာခေါင်းမူခြင်းနှင့်နှာခေါင်းအမြေးရောင်ယောဂါကြောင့်တရားရုံးသို့မတက်ရောက်နိုင်ခဲ့ပေရှိနေနှင့်အချိန်ခဏတာတွေ့ဆုံခြင်းတွင်ပင်ကောင်းစွာမထိုင်နိုင်ခဲ့ကြောင်းသိရပါသည်။၎င်း၏အခြေအနေနှင့်ဆေးဥစု၏ပေါ်ဆသောတည်ယူပို့ဆောင်မှုကြောင့်ဖြစ်ကြောင်းဆွဆွဲခံခဲ့ရတော်လည်းပဲတင်လျော်သောစေကူတမှုကိုဘေးခဲ့ခြင်းမရှိပါ။ ငင်းချမ်းရေးနိုဘယ်ဆုရှင်တဦးဖြစ်သည့်ဒေါန်ဆန်းစုကြည်သည်စေယုစု၏ထိန်းချုပ်မှုအောက်တွင်ကျမ်းမာရေးအခြေအနေရိုးရင်းလာနိုင်ကြောင်းပထမဦးဆုံးချိန်လူသိရှင်ကြားသတိပေးမှုဖြစ်ခဲ့ပါသည်။2022ခုနှစ်တွင်ဒေါန်ဆန်းစုကြည်အခြေအနေမှာပုံမဆိုးရွားလာပြီးနေပြည်တော်အကျဉ်းထောင်သို့ပြောင်းရွှေ့ခံခဲ့ရပါသည်။အဆိုပါကျဉ်းထောင်ကိုသတင်းရင်းမြစ်များကပူလိုက်ပြီးကြွက်များပေါ်များသည့်ယောဂဗယထူပြောသော နေရာဟု ဖော်ပြခဲ့ပါသည်။ မိသားစုဝင်များနှင့်အဆက်အသွယ်ဖြတ်တောက်ခံထားရသည့်ကင်အရစ်သည်၎င်းပေးပို့ခဲ့သောပစ္စည်းများပြန်လည်ရောက်ရှိလာကြောင်းပြောဆိုခဲ့ပြီးလူသိရှင်ကြားလှုပ်ရှားမှုများစတင်ပြုလုပ်ခဲ့ပါသည်မိသားစုဝင်များသို့မဟုတ်ရှင့်နေများနှင့်တွေ့ဆုံခွင့်မပြုခြင်းသည်တမင်တကာလက်လျူရှုထားခြင်းဖြစ်သည်ဟုတန်လျာဖြစ်စေခဲ့ပါသည်သူတို့ဟာကျွန်တော်အမေကိုလုံးဝအဆက်အသွယ်ဖြတ်တောက်ဖို့ကြိုးစားနေတာပါဟု၎င်းက2024ခုနှစ်တွင်တဲ့ AR တရင်ဌာနကို ြောကြားခဲ့ရာစေဟုစု၏လောက်ရများသည့်ဒေါန်ဆန်းစုကြည်ကိုတည်ဆုံးစေရန်ရည်ရွယ်နေသည်ဟုသော2023ခုနှစ်က လမွန်ကိုပြောဆိုခဲ့သည့်သူ၏အဆိုကိုထပ်လောင်းအတည်ပြုနေပါသည်။ပုံမဆိုးရွားလာသော ကျန်းမာရေးအခြေအနေ2023 2024 2023ခုနှစ်စတင်ပါလတွင်ဒေါန်ဆန်းစုကြည်၏ကျန်းမာရေးအခြေအနေဟာပုံမဆိုးရွားလာခဲ့ပါသည်။ DVV English နဲ့ BBC Burmese တို့၏ဖော်ပြချက်အရ၎င်းသည်သွားကိုက်ခြင်းနှင့်သဖုံးနာခြင်းတို့ကိုပြင်းထန်စွာခံစားနေရသောကြောင့်ကောင်းစွာမစားနိုင်ဘဲအော့အန်ခြင်း၊ခေါင်းမှုခြင်းနှင့်သွေးပေါင်ချခြင်းများဖြစ်ပေါ်ခဲ့ပါသည်။အငုတားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းစရုပ်စုသည်သွားနှင့်ကရင်အထုကုဆရာဝန်နှင့်ပြသခွင့်မပြုဘဲအပျော်စားအစားစာများနှင့်စီဝါများသာပြေဆောင်ခြင်းဖြင့်ဒေါန်ဆန်းစုကြည်အသက်အန္တရာယ်ကိုအန္တရာယ်ပြုနေကြောင်းထုတ်ပြန်ခဲ့ပါသည် ကင်ရစ်ကလည်း2023ခုနှစ်အောက်တိုဘာ28ရက်နေ့တွင်လမွန်သတင်းစာတွင် သူအသက်ရှင်နေတာကိုကအံ့ဩစရာပါရိုးရိုးသားသားပြောရရင်သူတို့ဟာကျွန်တော်အမေကိုတည်စေဖို့ကြိုးစားနေတာပါဟုပြောကြားခဲ့ပြီးလွတ်လပ်သောစစ်ဆေးမှုများနှင့်အဆက်အသွယ်ပြုလုပ်ခြင်းတို့ကိုခွင့်မပြုခြင်းသည် စေယုစု၏လောက်ရများဖြစ်ကြောင်းပြောဆိုခဲ့ပါသည်ကင်းပြတ်သားသောဆွဆွဲချက်မှာဒေါန်ဆန်းစုကြည်အား ဖန်စီထိန်ထိန်ထားခြင်းသည်တာမန်ကျင့်ချခြင်းမဟုတ်ဘဲတမင်တကာတည်ဆုံအောင်လှုပ်ဆောင်နေခြင်းဖြစ်သည်ဟုဆိုလိုခြင်းပါ2024ခုနှစ်အောက်တိုဘာလတွင်တဲ AR သတင်းဌာနကဒေါန်ဆန်းစွကြည်ဤကျမ်းမာရေးဆိုင်ရာဝေဒနာများဖြစ်သည့်အယိုးကျိုးလွယ်သည့်အယိုးပွားယောဂသွားနှင့်ကတွင်ပြဒနာများနှင့်နှလုံးယောဂစတင်နေခြင်းတို့ကြောင့်ကင်အဲရီပူပန်မှုများကိုဖော်ပြခဲ့ပါတယ်။ကျွန်တော်တုသက်ကိုစိုးရိမ်ပါတယ်ဟု၎င်းက 2024ခုနှစ်အောက်တိုဘာ9ရက်နေ့တွင် BBC World Service ကိုပြောကြားခဲ့ပြီး၎င်း၏မိခင်သည်ပြတင်းပေါက်မပါသည့်အချင်းခံတစ်ခုတွင်ကြောက်မက်ဖွယ်ကောင်းသောအခြေအနေများအောက်၌ထိမ့်သိမ်းခံထားရပြီး2024ခုနှစ်ဇန်နဝါရီလကပေးပို့ခဲ့သည့်စာတစောင်မှလွဲ၍အဆက်အသွယ်လုံးဝမရှိခဲ့ကြောင်းမှတ်ချက်ပြုခဲ့ပါသည်။ဆီယိုဆူ၏ပုံမှန်စစ်ဆေးမှုများပြုလုပ်နေသည့်ဟူသောအဆိုမှာလွတ်လပ်သောအတည်ပြုချက်မရှိခြင်းနှင့်အပြည့်ပြဆိုင်ရာချက်ချင်း၏ကော်မတီကို ဝင်ရောက်ခွင့်ပိတ်ပင်ထားခြင်းတို့ကြောင့်အတိတ်ပဲမဲ့နေခဲ့ပါတယ်2025ခုနှစ်အသက်အန္တရာယ်ကိုချိန်ချောက်လာသည့်နှလုံးရောဂါ2025ခုနှစ်စက်တင်ဘာ4ရက်နေ့တွင်ကင်ရရစ်သည် DV English ကထုတ်ပြန်ခဲ့သည့်အရေးပေါ်ပန်ကြားချက်ကိုထုတ်ပြန်ခဲ့ပါသည်။ကျွန်တော်မေရဲ့ကျမ်းမာရေးဟာပို၍ဆူရွာလာတယ်လို့ကြားသိရတာစိတ်အနှောက်အယှက်ဖြစ်ရပါသည်။သူဟာနှလုံးရောဂါခံစားနေရပြီးထင်းထင်းခံထားရတဲ့အခြေအနေတွေကြောင့် ပုံမဆိုးရွားလာတာသိကြပါဗျ။သူဟာအကျဉ်းတောင်ပြင်ပကနှလုံးအထုကုဆရာဝန်နဲ့ပြသဖို့လိုပြီးပြသခွင့်လဲတောင်းထားပါဗျ။ဒီလိုခွင့်ပြုခဲ့သလားဆိုတော့ကျွန်တော်သိခွင့်မရှိပါဘူး။ဒါဟာရက်ဆက်ပြီးသူ့ရဲ့အသက်အန္တရာယ်ကို ချိန်ချောင်းနေတာဖြစ်ပါတယ်ဟုကင်ရရစ်က ပြောကြားခဲ့ပါဗျ။ဒေါန်ဆန်းစွတ်ကြည်ဟာအသက်80ရှိပါပြီ။ဆောင်ရှားမှုလိုအပ်ပြီးအရေးကြီးဆုံးကတော့လွတ်မြောက်ဖို့လိုပါတယ်။သူဟာနိုင်ငံအတွက်ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်အတွက် ရက်တီခဲ့လို့နိုင်ငံရဲ့ကျင်းစားဖြစ်ဆက်လက်ရှိနေဖို့မတင်ပါဘူးသူအတွက်လွတ်လပ်ရေးလမ်းကြောင်းရှာဖွေဖို့ကဘာကိုအကူအညီတောင်းခံပါတယ်ဟုထပ်လောင်းပြောဆိုခဲ့ပါတယ်ဤပန်ကြားချက်ကို Facebook ဗီဒီယိုတွင်လည်းပြောဆိုခဲ့ပြီးဆွေဆွေပြုမှုဆက်ဆံမှုကိုရက်ဆက်မှုအသက်အန္တရာယ်ကိုချိန်ချောက်မှုနှင့်လက်မခံနိုင်စရာဟု ဖော်ပြခဲ့က၎င်း၏လောက်ရများသည့်တည်တံပေးခြင်းနှင့်အလားတူကြောင်း 2023ခုနှစ်ကဆွဆွဲချက်ကိုထက်လောင်းအတည်ပြုနေပါသည်။ကင်ရဲတို့၏တတိပေးချက်ကိုထင်ရှားသောပုဂ္ဂိုလ်များကအားဖြည့်ပေးခဲ့ပါသည်။ဖြစ်တဲ့နိုင်ငံသားရေးဝန်ကြီးဟောင်းဝီလီယံဟိတ်က2025ခုနှစ်စတင်ဘာလ၄ရက်နေ့တွင် The Independent သတင်းစာသို့ထောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့အချိန်တန်ပါပြီ။အလျင်မြန်တင့်လျော်တဲ့စေကူတာမှုခံယူခွင့်ပေးဖို့ကကိုရှင်တရားနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမဖြစ်မနေလိုအပ်တဲ့ကိစ္စပါဟုပြောကြားခဲ့ပါတယ်။ 2025ခုနှစ်ကတဲ့အေယာရီနဲ့မြစည်းမားတို့၏တရင်ဌာနများက၎င်း၏နှလုံးရောဂါအခြေအနေ၏ပြင်းထန်မှုကိုအတည်ပြုထားပြီးနှလုံးအထုကုဆရာဝန်နှင့်ပြသခွင့်တောင်းခဲ့သည်ကိုမှတ်ချက်ပြုထားတော်လဲခွင့်ပြုခဲ့ခြင်းရှိမရှိဆေးဥစုဘက်ကတိတ်ဆိတ်နေကြောင်းဖော်ပြခဲ့ပါသည်။ရည်ရချက်ရှိရှိလှုပ်ဆောင်ခြင်းလောဆေးဥစု၏အခမ်းကဏ္ဍသူတို့ဟာကျွန်တော်အမေကိုတည်စေဖို့ကြိုးစားနေတာပါဟုသောကင်အဲရီဆွဆွဲချက်သည် အပူစာရာလွန်ပြောဆိုခြင်းမဟုတ်ပါစေယောစု၏လောက်ရများသည့်ထောင်ဆန်းစုကြည်ကိုတီးတန့်ချုပ်နှောင်ခြင်းပြင်ပမှစေကုသမှုခံယူခွင့်မပေးခြင်းနှင့်အဆက်အသွယ်အားလုံးကိုပိတ်ပင်ခြင်းတို့ဖြစ်ပါれ The Independent သတင်းစာဖော်ပြချက်အရဖန်စီခံခဲ့ရဘူးသည့်ဩစတြေးလျစီးပွားရေးပညာရှင်ပမခရှောင်းတာနေကမြမအချင်းထောင်များသည့်စိုးအားပြီးအပူဒဏ်ပြင်းထန်ခြင်းအစားအစာအရည်သွေးညံပြင်းခြင်းနှင့်ယောဂများပြန့်နှံ့နေခြင်းတို့မှကာကွယ်မှုမရှိကြောင်းဖော်ပြခဲ့ပါသည် 2022ခုနှစ်မှစ၍တောင်ဆန်းစုကြည်အထူးကြံမှုသည်၎င်း၏ကျန်းမာရေးအတွက်စေုပ်စုဤတိုးတက်မှုမရှိသောအမကန်ချင်များနှင့်ဆန့်ကျင်ဘက်ဖြစ်နေပါသည်။အခြားသောနိုင်ငံရေးကျင်းသားများဖြစ်သည့်မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်တည်ဆုံးခဲ့ခြင်းကဲ့သို့သောအခြေအနေများကလျှလျူရှုမှု၏တည်ဆေနိုင်သည့်အန္တရာယ်ကိုအလေးပေးဖော်ပြနေပါသည်။ကင်ရီ2023ခုနှစ်လမွန်တွင်ဖော်ပြခဲ့သည့် စကားနှင့်2025ခုနှစ် DVV အင်္ဂလိပ်သို့ပန်ကြားချက်များက၎င်းတို့၏လုံရများသည်ခုခံဒေါ်လာမှု၏သင်္ကေတတစ်ခု ဖြစ်နေစေဖြစ်သည့်အမျိုးသမီးတဦးကို ဖြည်းဖြည်းချင်းသေဆုံးစေရန်တမင်တကာလှုပ်ဆောင်နေခြင်းဖြစ်သည်ဟုဆိုနေပါသည်။ကဘာကို တောင်းဆိုခြင်းဒေါန်ဆန်းစုကြည်ကျမ၏အခြေအနေသည်အတ္တစမဟုတ်ဘဲနှစ်ပေါင်းများစွာရွေးချက်ရှိရှိလွတ်လွတ်လပ်လပ်ရှုမှု၏အကျိုးဆက်ဖြစ်ပါသည်။၂၀၂၁ခုနှစ်ကကောင်းမှုခြင်းမှာ 2023-2024ခုနှစ်တွင်သွားနှင်ကတွင်အယူယောဂများသို့တဖြည်းဖြည်းချင်းတိုးတက်လာခဲ့ပြီး2025ခုနှစ်တွင်အသက်အန္တရာယ်ကိုချိန်ချောက်သည့်နှလုံးယောဂအထိဖြစ်လာခဲ့သည့်၎င်း၏အခြေအနေသည်အရေးပေါ်အရေးယူဆောင်ရွက်ရန်လိုအပ်နေပါသည်။သူတို့ဟာကျွန်တော်အမေကိုတည်စေဖို့ကြိုးစားနေတာပါဟုသောကင်အဲရီစကားများသည့်ကဘာကိုတရီပေးချက်အဖြစ်ပဲ့တင်ထန်နေပါသည်။နှလုံးထုခုဆရာဝန်နှင့်ပြသခွင့်ဂျမားရဲ့အခြေအနေကိုစစ်ဆေးခွင့်သို့မဟုတ် ိသားစုဝင်များသို့မဟုတ်ချက်ချင်းနေနဲ့တွေ့ဆုံခွင့်ကိုစေယောစုကညင်ပယ်ခြင်းသည်၎င်းကိုတိတ်ဆိတ်စွာတည်ဆုံစေလိုသည့်ရည်ရွယ်ချက်ကိုဖော်ပြနေပါသည်။ကိရရွေကမိမိအတွက်လွမြောက်ရေးလမ်းကြောင်းရှာဖွေဖို့ကဘာကိုအကူအညီတောင်းခံပါတယ်ဟုတောင်းဆိုတကယ်သို့ကုလသမဂ္ဂအာဆီယံသို့မဟုတ် ပြည်သူဖီအားပေးမှုများမှတဆင့်နိုင်ငံတကာတိုင်ဝန်ကအတောင်ဆန်းစုကြည်နှင့်နိုင်ငံ၏အကျဉ်းသား2300ကျော်အားလွှတ်ပြေးရန် စေကူသားဝင်ပေးရန်နှင့်စေုပ်စု၏ရက်ဆက်ကြမ်းကြုတ်မှုကိုအဆုံးသတ်ရန်တောင်းဆိုရမည်ဖြစ်ပါသည်။ကမ္ဘာကအေးအေးယူဆောင်ရွက်ရန်ပြက်ကွက်ခဲ့ပါကမြန်မာဒီမိုကရေစီခေါင်းဆောင်ကိုဆုံးရှုံးရခြင်းသည်ကမ္ဘာကြီးကလက်ပိုက်ကြည့်နေမှု၏ကြေကွဲဖွယ်ရာတက်တည်တစ်ခု ဖြစ်လာနိုင်ပါ रे ခမညာ။ဟုတ်ကဲ့ဒါကတော့ဒီဝီဘီမှာဖော်ပြထားတဲ့ဆောင်းမရှင်ဦးအင်ကာရဲ့ဆောင်းပါလက်ရာဖြစ်ပါ रे ခမညာ။